အလုံးမမြင်လာပါကျွန်မဒီနေ့က existing statement ပေါ်တော့ဒီတည်ရှိနေမှုနဲ့ location ကိုပြတဲ့နေရာမှာတုံးတဲ့ ဒဲရဆိုတဲ့ဓာမီစัจချက်ကိုတုံးနေဝတ်ကြပေါ့နော်အဲ့တော့အဲ့ဒီဟာကို model auxiliary verb တွေနဲ့တွဲပြီးတော့ရှင်းပြမှာဖြစ်တယ်အရင်နေ့တွေတော့ there is no there has no တို့နော်အဲ့ဒီဟို what to be တို့ what to have တို့နဲ့တုံးရပြီးပြီအဲ့တော့ကျွန်မဒီဒီပိုင်းလေးကြံနေသေးတယ် model auxiliary ပေါ့နော်အဲ့ဒီထဲမှာမှာအသုံးများတဲ့အပိုင်းနဲ့ဒီ less common ဖြစ်တဲ့အပိုင်းဆိုနှစ်ပိုင်းခွဲပြီးတော့တင်ပေးမှာဖြစ်တယ်အဲ့တော့အသုံးများတဲ့အပိုင်းကတော့ဒီမှာပေါ့နော် well ရ can ရ should ရ must ရ may do might do ပေါ့နော် တော့ဒါအတိချသူတို့တွေရဲ့ဒိဗယ်ဆောင်ပါတယ် certainty ပေါ့နော်ဖြူချားနဲ့ပတ်သက်ပြီးတော့တေချာမှုကိုပြောချင်တဲ့အခါမှာဆိုရင် world ကိုတုံးတယ်ဖြစ်နိုင်ခြေရှိတယ်ဖြစ်နိုင်ခြေမရှိဘူးဆိုရင်တော့ဒီ can ကိုတုံးတယ်ပေါ့နော်ဒီမျောလင့်ထားတဲ့အကြံဉာဏ်ပေးချင်တာဒါမျိုးဖြစ်တဲ့တယ်လို့ suggestion ပေးတဲ့နေရာမှာဆိုရင် should ကိုတုံးပါတယ်လိုအပ်မှုကျမတို့ဒီ down လုံးကိုလုံးရမယ်အနေထားသမို့ဒါတော့မလုံးရဘူးလို့ဒီ prohibition ပေါ့နော်တားမြင့်ထားတဲ့အနေထားမှာဆိုရင် must to must and လို့တုံးတယ်ပေါ့နော်အဲ့တော့ possibility ဒီ for ဘာဘလက်ဒီဖြစ်နိုင်ခြေဖြစ်တန်စွမ်းဆိုရင်တော့မေတို့မိုက်တို့ကိုတုံပြီးတော့ဒီဟိုပါဘောနော်ဒီ statement ကိုရေးတယ်အဲ့တော့ကျွန်တော်တို့ဒီ school rule နဲ့ပတ်သက်ပြီးတော့စပြောမှာပေါ့နော် casual နဲ့ formal နှစ်ကြောင်းရေးပြမှာပေါ့နော် casual ဆိုတာကတော့ပုံမှန်ပေါ့ပေါ့ပါပါလေးပြောတာအဲ့တော့ all student နဲ့ must take the final exam အဲ့တော့ must နဲ့တုံထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ there ဆိုတဲ့ dummy subject နောက်မှာ must ကိုတုံမယ်ပြီးတော့ double negative pattern ဖြစ်တဲ့အတွက်ကြောင့် not ပေါင်းမယ်เนาะ not ပြတော့ must ရဲ့ not နဲ့ပေါင်းလိုက်တော့ mustn't be a student เนาะအဲ့တော့ဒီညမှာတတိထားမှာက not လည်းပေါင်းလို့ရတယ်လို့ no လည်းရေးလို့ရတယ်เนาะအဲ့တော့ not နဲ့အရင်ရေးပြမယ်အဲ့တော့ there are must not be a student who doesn't take a final exam member ဖြစ်နေတဲ့အတွက်ကြောင့် negative ပေါင်းတဲ့အခါမှာကျမတို့ do that is ကိုစဉ်းစားတော့ a student ဖြစ်တဲ့အတွက်ကြောင့် does ကိုခေါ်ပြီးတော့ရေးလိုက်ခြင်းဖြစ်တယ်တကယ်လို့များဒီညမှာ ျမတို့က not ကိုမသုံးဘဲနဲ့ there is no လို့မျိုး no သွားရေးမဲ့ဆိုရင်တော့ကျမတို့ there must be no student ဒီနေရာမှာ article မလုပ်တော့ဘူးเนาะ no နဲ့ no နဲ့ကွာခြားချက်လေးဒါလေးပြောချင်တာပါအဲ့တော့ workplace safety နဲ့ပတ်သက်ပြီးတော့ဗောနော casual တဲ့ကြောင် formal တဲ့ကြောင်လာမယ်အဲ့တော့ every employee အလုပ်သမားအတိုင်းက should follow liner တင်တဲ့ safety rule လုံခြုံရေးအတွက်ချမှတ်ထားတဲ့เนาะဒီစိတ်ကြောင့်ဗောနော begin လုံခြုံရေးတဲ့ချမှတ်ထားတဲ့စီမင်းစီကံတွေကို liner တင်တယ်တဲ့အဲ့တော့သူက short နဲ့ပေးထားရင်ကျမတို့ short ကို non ပေါင်းပြီးတော့ရေးမယ်အနောက်မှာကျမတို့ article နဲ့ noun လာပေးမယ်ဗောနော်သူက not ကိုသုံးတာအတွက်ကြောင့် article နဲ့ noun လာမယ် no လို့သုံးမယ်ဆိုရင်တော့ noun ပဲလာမှာเนาะအဲ့ပြီးတဲ့အခါမှာဆိုရင် loop ဖြစ် ဲ့အတွက်ကြောင့်ဟူးကိုရေးမယ်ပြီးတော့ကျမတို့ဒီအနောက်မှာပြန်ရေးတဲ့အခါမှာဟာပေါ့နော်ဒီဒါကဒီလူတယောက်တည်းဖြစ်တဲ့အတွက်ကြောင့် does not follow the safety ဆိုပြီးတော့ကျမတို့ရေးမှာဖြစ်တယ်နော် customer service နဲ့ပတ်သက်ပြီးတော့ all customer will receive proper service proper ဆိုတာကဒီတင့်တင့်လျောက်ပတ်တဲ့ဝန်ဆောင်မှုကိုရမယ်တဲ့အဲ့တော့ there the will net သုံးတာတခြား not ပေါင်းလိုက်တော့ won't be a customer လူဖြစ်တဲ့ကြောင့် who who တစ်ခုတစ်ကောင်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ AO သုံးတာတော့ does ကိုအခုခေါ်မယ် not ပေါင်းမယ် doesn't see proper service เนาะ legal contract နဲ့ပတ်သက်ပြီးတော့ contract ဆိုတာကတော့စာချုပ်ပေါ့เนาะအဲ့တော့ casual နဲ့ပုံမှန်ပေါ့ပေါ့ပါပါပြောမယ်ဆိုရင် every contract must be signed before it valid เนาะအဲ့တော့က လေလက်မှတ်ထိုးပြီးမှတရားဝင်တာလို့သူကပြောတာပေါ့နော် must be sign ဆိုတဲ့အရာဒီ passive ဖြစ်တယ်အဲ့တော့ကျမတို့မဘတ်တူပြီးနဲ့ဘတ်တရီကပါထားပြီးသား negative ပေါင်တဲ့ခါကျရင်လေဒူတာတွေကိုသွားပြီးတော့အခုခေါ်မိမှာဆိုလို့အဲ့တော့တရားရေးမယ်သူက must နဲ့ပေးတာကြောင့်ကျမတို့ must not ပေါင်လိုက်ပြီး must must ရဲ့ not ပေါင်ထားပြီးဆိုတော့ b ရဲ့ article နဲ့နောင်လာမယ်လူမဟုတ်ဘူးဆိုတော့ ဒီ relative pronoun တဲ့အခြေဒီတာကိုသုံးအဲ့တော့ passive verb ဖြစ်တဲ့ကြောင့် verb to be နဲ့ verb to be ပါထားပြီးသားဖြစ်တဲ့အတွက်ကြောင့် do that this ကိုကျွန်တော်တို့စဉ်းစားကြမလို့တော့ဘူးအဲ့ဒီ verb to be ကိုပဲ is not ဟောပေါ့နော် not ပေါင်းလိုက်တော့ is and sign before valid နော် academic statement နဲ့ပတ်သက်ပြီးတော့ဒီကြောင်ပြောမယ်အဲ့တော့ casual မှာဆိုရင် all theory က should explain this evidence နော် should နဲ့ရေးထားကြကျွန်တော်တို့ should ကို not ပေါင်းလိုက်မယ် shouldn't be a theory ပြီးတော့ခါမှာ theory ဖြစ်ရကြောင်း relative pronoun တရားကြည့်ဒီတာကိုသုံးမယ်ဒါဆန် explain this evidence เนาะအဲ့တော့ကျွန်တော်တို့ဒီနေရာမှာအဲ theory တစ်ခုပဲဖြစ်တဲ့အတွက်ကြောင့် does do that this ကိုစဉ်းစားတဲ့ခါမှာ does ကိုခေါ်ပြီးတော့ရေးခြင်းဖြစ်တယ် example လေးစပေးမယ် every student will submit the assignment သူက will နဲ့ပေးထားတဲ့ကြောင်း won't be เนาะ every student နေရာမှာ a student ဖြစ်သွားမယ်လူဖြစ်တဲ့ကြောင်း who တယောက်တည်းဖြစ်တဲ့အတွက်ကြောင့် DOES တာကို non bound လိုက်မယ်ဒါဇန် submit ဒီ assignment နော်အဲ့တော့က will ဆိုတဲ့အရာဒီ future နဲ့ပတ်သက်တဲ့စာတိုင်နဲ့ဒီသေချာမှုကိုပြောတဲ့အတွက်ကြောင့် will ကိုသုံးတယ် example to all solution can solve the problem အဲ့တော့ကျွန်တော်တို့က can နဲ့ပြရကြ can be နော်ကျွန်တော်တို့ non bound လိုက်တယ် can be a solution non ကိုသုံးထားတဲ့ကြောင့် article ပါရမယ်နော်ဒီနေရာမှာ can be ီ no solution လို့ရေးမယ်ဆိုရင်ကျမတို့ article A မလို့တော့ဘူး solution ဖြစ်တဲ့အတွက်ကြောင့် related pronoun က dhd တတခုတကောင်တယောက်ဆိုတော့ကကျမတို့ have been ဘကိုစဉ်းစားတဲ့အခါမှာ do that is မှာ do es does ကို non ပေါင်းလိုက်တဲ့ doesn't solve the problem is a matter eat witness ပြောတာကတတ်တည်မျက်မြင်တတ်တည်ပေါ့နော် could describe the accident could ကိုတုံတာကြောင့် couldn't be a witness လူပြဲတဲ့ကြောင့်ဟူအဲ့တော့ could ဆိုတာက can ဆိုရင်တော့ကျွန်တော်တို့ does not could ဆိုတာကတော့ did not နဲ့လာပြီးတုံးတယ် didn't describe တယ် as he တယ်เนาะအဲ့တော့ sure ကြတော့ကျွန်တော်တို့က what do ဆိုပြီးတော့ဟို did နဲ့သွားမရေးလဲကြတယ်เนาะဘာကြောင့်လဲဆိုတော့ sure ဆိုတဲ့အရာကခုနကပြောထားပြီးသားကျွန်တော်တို့ expectation မျှော်လင့်ထားတာအကြံဉာဏ်ပေးတာအဲပေါ့เนาะဒါမျိုးတော့လုံသိမ့်တယ်လို့ဒီ my obligation ပေါ့เนาะဒါမျိုးတုံးတဲ့အတွက်ကြောင့်သူ does နဲ့ပဲရေးမယ်เนาะ ်ဒါဘာတူလို့မသုံးဘူးကျွန်မဒါလိုက် inter line မှာတုန်းကလည်းပြောထားပြီးသားပေါ့နော်အဲ့တော့ there သူက should နဲ့ပေးတာကြာ should ကို not ပေါင်းလိုက်မယ် shouldn't be an employee not ပေါင်းတဲ့အတွက်ကြောင့် article ပါတာနော် should be no employee ဆို article n ကမလို့တော့ဘူးလူပြတဲ့ကြောင့် who နဲ့ရေးပေးမယ် should ဒီ past tense ကို ပြောတာမဟုတ်ဘူး suggestion ပြောတဲ့ကြောင့် doesn't follow the safety rule နဲ့ရေးမှာဖြစ်တယ် အဲ့လို example 5ပေါ့နော်အဲ့တော့ all document နော်စာရွက်စာတမ်းထောက်တာအလုံး must be signed must be plus signed ဆိုတာကဒါဒီ passive voice ရေးထားတယ် before the deadline အဲ့တော့ကျွန်တော်တို့က must ဆိုတော့ must ကို not ပေါင်းပြီးတော့ပြန်ရေးမယ် must not be နော် mustn't be a document not ကိုသုံးတဲ့အတွက်ကြောင့် article ပါလာနော် must be no document ဆိုဒီ article ပါစရာမလိုတော့ဘူး no နဲ့လည်းရေးလို့ရတယ် there is no လိုမျိုးနော်အဲ့တော့ document ဆိုတာက တရေချီတီတက်ကိုတုံးပေးမယ် B block ဘာတတိဖြစ်တဲ့အတွက်ကြောင့် data disk ကိုအခုခေါ်ဖို့စဉ်းစားကြမလို့တော့ဘူး is and sign before the deadline is a 6 or option ရွေးချက်ကြအလုံးက may leave to a good result မေနဲ့ရေးထားကြကျွန်တော်တို့မေကိုပြန်သုံးမယ်မေတို့ might တို့ဒီ short form မှာဆိုရင်ကျွန်တော်တို့မရေးဘူးသူ့တိုင်းပြန်ရေးတဲ့ပြန်ကြောင့် may not be an option အဲ့တော့ not ကိုသုံးတဲ့အတွက်ကြောင့် article ကပါတယ် no ကိုသုံးမယ်ဆိုရင် may be no option ပြန်ကြောင့် article ann ကမလို့တော့ဘီเนาะအဲ့တော့ option ဒီ option ထွက်တဲ့အတွက်ကြောင့်เนาะကျွန်တော်တို့ဒီ ann ကိုရွေးတယ်လူမောတဲ့ကြောင့် dhd ဒါပြီးတဲ့ခါမှာ may ဆိုတဲ့ကြောင့်ကျွန်တော်တို့ဒီ ဟာပေါ့နော်ဒီတစ်ခုလည်းဖြစ်တယ်ကြောင့် does not lead to the good result exam 7 every student will take the final exam အတော့ will နဲ့ရေးထားကြောင့် won't be a student เนาะကျွန်တော် every student အစားကျွန်တော်တို့ a student ဖြစ်သွားတယ် not နဲ့သုံးတာကြောင့် a student เนาะဒီညမှာ no ဆိုရင် will be no student ဆိုရင် a ထက်ဆရာမလို့တော့ဘူးလူဖြစ်တဲ့အတွက်ကြောင့် who ကိုသုံးပေးမယ်အဲ့တော့ will do ကြာတော့ကျွန်တော်တို့ but one ဆိုတဲ့အတွက်ကြောင့် d o e s ထားပေါ့เนาะဒီចောင်းသားတယောက်တည်း here doesn't take the final exam exam အဲ့ all employee can accept the online portal အတော့ can နဲ့ရကြ can be အော် employee ဒီကျွန်တော်တို့ all the distributive pronoun plural ဖြစ်တဲ့ကြောင့်နောက်မှာ s ပါတယ်ပြန်ရတဲ့အခါမှာအလုပ်သမားတယောက်လို့ကိုယ်ကရေးမှဖြစ်တဲ့အတွက်ကြောင့် employee ဒီ are ဆိုထားတဲ့ကြောင့် and employee လူပြည့်တဲ့ကြောင့် who ကိုသုံးပေးမယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့တတိထားကြည့်တော့ can accept the online with your can ကိုပြန်သုံးထားတာကိုတွေ့တယ်အဲ့လိုမျိုးလဲသုံးလို့ရတယ်လို့ကျွန်တော်တို့က doesn't accept the online portal ဆိုပြီးတော့လဲရေးလို့ရတယ်ပေါ့နော်ရေးလို့ရတဲ့အတွက်ကြောင့်နှစ်နည်းရေးပြထားခြင်းဖြစ်တယ်နောက်အောက်ဘက်မှာလဲဒါမျိုးထပ်တွေ့ရအောင်ပါပေါ့နော်အဲ့တော့ exam မှာနိုင်ကြရအောင် is option my list to list to ကတွေ့လုံးတာတာเนาะ list ပြီးတော့ to ဆိုပြီးမပြတ်လိုက်နဲ့ a good solution တော့ might နဲ့သုံးထားတဲ့ကြောင့် might ကိုပြန်ရေးမယ် not ပေါင်းမယ်အဲ့တော့ might not be an option no နဲ့ပေါင်းမယ်ဆိုရင် might be no option ဖြစ်သွားမယ်ဒီနေရာမှာ article မသုံးတော့ဘူးအဲ့တော့ option ဖြစ်တဲ့အတွက်ကြောင့် dhd that ကိုသုံးပေးမယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ might ကိုသုံးထားပါတော့ doesn't lead to a good solution လို့ရေးလဲရသလို might เนาะဒီ m i g t မှာကိုပြန်သုံးပြီးရခါမှာဆိုရင် not lead to a good solution ဆိုပြီးတော့ ည်းအပေါ်က can ကိုတုံးတလို့မျိုးလည်းတုံးလို့ရတယ်ဗောနော်အဲဒီမှာ tense ရအောင် there are maybe a person who disagree with this plan အဲ့တော့ may ကိုတုံးထားတယ် not နဲ့ရေးထားတယ် be အဲ့တော့ not တုံးတဲ့အကြောင်း a person တကယ်လို့များဒီနေရာမှာ no တုံးမယ်ဆိုရင် there are maybe no person ပြီးတော့မှ who အဲ့တော့ meaning to ပို့အတွက်ကျွန်မတို့ကဒီနေရာမှာဗောနော်ဒီဟာ ဟာ doesn't agree လို့မသုံးဘဲနဲ့ disagree လို့တခါတည်းသုံးလိုက်လဲရတယ်เนาะ disagree with this problem နောက်တစ်ခုကျွန်တော်တို့ mind နဲ့ရေးမယ်အဲ့တော့ mind mind ကိုသုံးထားတယ်အဲ့တော့ non ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့နောက်မှာ article ပါတယ် no ဆိုရင်တော့ article မပါဘူးအဲ့တော့ not နဲ့အရင်စီးကြည့်မယ် there might not be an idea နော် idea နဲ့ရေးလိုက်တယ်သို့မဟုတ်ကျွန်တော်တို့ညီညာမှာ no နဲ့ရေးမယ်ဆိုရင် there might be no idea ါတော့လူမဟုတ်တဲ့အတွက်ကြောင့်ဒီ relative pronoun တော့ that ကိုပဲသုံးပေးမယ် is and is by during the workshop เนาะဒီ workshop မှာဒီ idea ဆိုတဲ့ဒီအကြံဉာဏ်ဆိုတဲ့အရာကကျွန်မတို့ကဟိုပါပေါ့เนาะအဲ तू ကထုတ်ယူလို့မရဘူး तू ကလူတွေရဲ့ထုတ်ယူခြင်းခံရတာအဲ့ဒီအတွက်ကြောင့် passive voice နဲ့ရေးတာကြောင့် is and is by during the workshop เนาะဒီ ठी ကကျွန်မတို့တွေးရများတဲ့ pattern ဒီအောက်မှာရေးထားတဲ့ shall ရဲ့ would ရဲ့ may ရဲ့ကြတော့ကျွန်မတို့တွေးရနေတယ်ပေါ့เนาะဘယ်မှာညွှတ်သုံးလဲဆိုတော့ legal တန်းတွေမှာတုံးနေ official use တွေမှာတွေ့ရတယ်ပြီးတော့သူဒီ won't ကြတော့ဒီ hypothetical အစစ်မှန်မဟုတ်ဘူးစိတ်ကူးယင်ပြီးပြောတဲ့နေတာတနည်းအားဖြင့်ကျွန်တော်တို့ polite speed တွေမှာလည်းတုံးနေနောက်တစ်ခု may ကြတော့ possible ဖြစ်နိုင်ခြေ optional ဆိုရွေးချယ်ရတာ not certain မသေချာတဲ့နေရာမျိုးမှာဆိုရင်တော့ may တို့တုံးတယ်နော်အဲ့တော့တစ်ခုနှစ်ကြောင်းစီရေးပြထားပါတယ် every student would complete the project on time အဲ့တော့ကျွန်တော်တို့ wood နဲ့တုံထားတဲ့ကြောင့် wood ကိုရေးလိုက်ပြီးဒီအောက်မှာじゃကျွန်မ no နဲ့ရေးကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့ would be no student အဲ့တော့ no လာတုံးတဲ့အတွက်ကြောင့် would not be a student လို့ကျွန်တော်တို့ article ထည့်စရာမလိုတော့ဘူးလူပြည့်တဲ့ကြောင့် who အဲ့တော့ဒီမှာ would ဆိုရတဲ့ကြောင့် didn't complete လို့ရေးမယ်စား fail to complete လဲရေးလို့ရတယ်เนาะဒါဒီမှာ ရေးတဲ့ vote တော့တတိထားပြီပေါ့နော်ဒါက vote to တကယ်လို့များကျွန်တော်တို့က wood ကိုသုံးတာအဲဒါကြောင့် duda disc ကိုခေါ်တဲ့အခါမှာ dind did ကို not ပေါင်းလိုက် didn't complete နော် c o m p l e t e complete the project on time နဲ့လည်းရေးလို့ရတယ်နောက်တစ်ကြောင် is gas wood recipe a gift เนาะ lesson တကူစီရမယ်တဲ့အဲ့တော့သူက wood နဲ့ရေးထားကြ wood ကိုပြန်ရေးလိုက်မယ် no နဲ့ရေးမှဖြစ်တဲ့အတွက်ကြောင့် article မပါတော့ဘူး no ဆိုရင်တော့ there would not be a gas လို့လာမှာအခုက no သုံးလိုက်ကြ there would be no gas ဖြစ်သွားတယ်ပြီးတော့လူပြတဲ့ကြောင့် who အဲ့တော့ဒီနေရာမှာ wood ကိုသုံးထားတဲ့အတွက်ကြောင့် apple လိုမျိုးပဲ didn't receive a gift ဆိုရေးလဲရတယ်လို့ wooden resident gift ဆိုပြီးရရေးလို့ရဟိုအရှိမပြထားခံလို့မျိုးပေါ့နော်အဲ့ဒီဟာကိုပဲကျွန်တော်တို့ not ပေါင်းပြီးတော့ပြန်ရေးလို့ရတယ် example for the or applicant ရောက်လာရှင်ရဲ့အကောင်လုံးကမေဆာမင်တင်သွင်းရမယ်တရား document များကို online online ကနေပြီးတော့တင်ရမယ်ကျွန်တော်မေဆိုတာကျွန်တော်တို့မေကိုပြန်ရေးလိုက်ပြီး no နဲ့ရေးထားတဲ့အတွက်ကြောင့် applicant ရဲ့အရှိမကျွန်တော်တို့ article ထည့်ပေးဖို့မလိုတော့ဘူးရှောက်လှရှင်ဆိုတဲ့ကြောင့်လူ အပ်ပြီးအခါမှာမေဆိုတာကြောင့်ကျမတို့ dozen submit နော်မေနော့ submit လို့လာရေးလဲရတယ်နော် there are document online exam 15 each team made participate in the computation မေကိုသုံးတဲ့အကြောင်းကမေပြန်ရေးပေးမယ် no နဲ့သုံးတဲ့အတွက်ကြောင့် article ထပ်ပေးဖို့မလိုဘူးတကယ်လို့များ not နဲ့သုံးမယ်ဆိုရင် there may not be a teen เนาะအရှိမအပါလာမယ်အခုက no သုံးတဲ့အကြောင်း article မလိုတော့ဘူး teen ဖြစ်တဲ့အကြောင်း relative pronoun th ad တာကိုသုံး မေဆိုတာကြောင့်ကျွန်တော်တို့ကဟိုပါဘောเนาะ does not နဲ့ရေးလဲရလို့ may not participate နဲ့ပြန်ရေးလဲရတယ်เนาะအဲ့ဒါလေးပြောချင်တာပါ exam system all members shall follow the code of conduct code of conduct ဆိုတာဆောင်ရမ်းရှောင်ရမ်းတွေကိုပြောတာသူက share နဲ့တုံးကျွန်တော်တို့ share ပြန်တုံးပေးမယ် no နဲ့တုံးတာတော့ article ထပ်ပြီးဖို့မလိုဘူးလူဖြစ်တဲ့အတွက်ကြောင့် who เนาะ share ကြတဲ့ကြောင့် does not follow နဲ့တုံးလို့ရတယ်ပြီးရခါမှာ the code of conduct example 17 every contract နော်စာချုပ်တိုင်းကတဲ့ shall include ထည့်သွင်းသင့်တယ်တဲ့ a confidentiality clause clause ဆိုတာကအပိုက်ခွဲလေးတွေပြောတာအဲ့တော့ show web ပေါ့နော်ဒီ confidentiality ဆိုတာကတော့သူက shall ဆိုတော့ကိုယ်လည်း share လိုက်မယ်ပြီးရကမှ shall be ဟုတ် no နဲ့ရေးရတဲ့ကြောင့် content ရဲ့ရှေ့မှာကျွန်တော်တို့ article မထည့်ဘူး non နဲ့ထည့်မယ်ဆိုရင်တော့ article ပါလာမယ် shall be no contracts that เนาะ Russia ဆိုတော့ does not include a confidentiality clause ပေါ့เนาะအနောက်မှာဖော်ပြထားတဲ့ would ရဲ့ may ရဲ့ share ကြတော့ less frequent เนาะဒီ everyday talk မှာကျွန်တော်တို့သုံးလေးသုံးတာတိတ်ပြီးတော့မရှိပါဘူးဒီ legal တန်းတွေမှာသုံးတယ် formal ကြကြသုံးတဲ့နေရာမှာသုံးတယ်ဘယ်မှာသုံးလို့ရတယ် natural လည်းဖြစ်တယ်เนาะ formal မှာဆိုရင်တော့ဒါသုံးလို့ရတယ် တဘွားကြကြသုံးနိုင်တယ်အဲအဲ့ဒါတွေကတနည်းအားဖြင့်ပြောမယ်ဆို hypothetical context ဒီဟာပေါ့နော်ဒီစိတ်ကူးရင်ထားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့နေရာမှာသာသုံးတာပေါ့နော်အဲ့တော့ဒီနေ့ကတော့ဒီဟောပေါ့နော် existing statement နဲ့ပတ်သက်ပြီးတော့ကျွန်မဟုတ်တယ်နေရာ organize မလုပ်ရသေးလို့ကြံနေသေးတဲ့အပိုင်းလေးကိုတင်ပြလိုက်တာဖြစ်ပါတယ်အဲ့တော့ there is no there was no ပေါ့နော်ဒီ pattern နဲ့ double negative pattern ကတော့ဒီမှာဆုံးနေပေါ့နော်အဲဒါတော့ပါပဲအဲ့တော့ဆိုရင်တော့ simple မလို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်